စင်ကိုဘေးနိုင်ငံတွေမှာအဓိက ထုတ်လုပ်ကြလေပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့တိဆက်ပေးမယ့်အကြောင်းအရာလေးကတော့စင်ကိုဘေးနိုင်ငံတွေမှာအဓိကဒုဖို့ထုတ်လုပ်ကြလေဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါရစေစင်ဆိုတာကကမ္ဘာပေါ်မှာသဘာဝတိုင်းတွေ့ရတဲ့အကြောင်းမြတ်တွေထဲမှာအမှားကျော်ဆုံးသောသတ္ထုတစ်မျိုးဖြစ်ပါရစေသူမှာကာဗွန်အက်တမ်တွေအလွန်ပြည့်တယ်နေဖီအားအပူချိန်တို့အောက်မှာနှစ်တန်းပေါင်းများစွာကြာအောင်ပေါင်းစည်းဖွဲ့စည်းထားတာဖြစ်ပါရစေ စိရင်တန်မိုးကတော့သူ့ရဲ့မာကျော်မှုရှားပါမှုနဲ့ဖုန်းစီရဲ့စံနှုန်းတွေပေါ်မှာမူတည်ပြီးတော့တန်မိုးသမတ်ကြပါရယ်လူရည်ချင်းမှုမှာတော့စိန်ကိုခိုင်မြဲအောင်ခြားရတည်တမ်းမှုနဲ့စိန်ခံမှုတို့ကိုကိုစားပြုတဲ့အမြင့်ဆုံးသောရန်လာဖြစ်သမတ်ကြပါရယ်စိန်တွေကိုဒူဖော်ရဲနေရာမှာပုံမှန်အားဖြင့်တော့နီလန်သုံးမျိုးနဲ့ဒူဖော်ကြပါရယ်ပထမဆုံးနီလန်ကတော့တွင်းကြီးတွေတူပြီးတော့ရှာဖွေကြတာပါဒီနေ့ကတော့မြေကြီးရဲ့မျက်နှာပြင်ပေါ်မှာစိန်ပါဝင်တဲ့ ကင်မာလိုင်းကြောက်အောင်တွေတွေ့တဲ့အခါမှာကြီးမားတဲ့လေကားတိပုံစံတွင်းကြီးတွေတူပြီးတော့ထုတ်ယူကြပါရယ်ဒီပုံစံနဲ့ဒူဖော်ချင်းဟာစက္ကရိယာကြီးစားတွေနဲ့ကုန်ကြစိတ်များပေမယ့်ထုတ်လုပ်မှုကိုတော့ပုံပုံမြန်ဆန်စေပါရယ်နောက်တနည်းကတော့မြေချောင်းတိုက်တွေကနေတူတာပါဒီနည်းကလည်းမူရင်းစိန်တိုက်ကနေရေးစီးချောင်းတွေကြောင့်မြစ်ချမ်းပြင်တွေကမ်းခြေတွေနဲ့သဲတောင်ပြင်တွေစီရောက်လာတဲ့စိန်တွေကိုဒူဖော်ကြတာဖြစ်ပါရယ်များသောအားဖြင့်တော့ရေကိုစုပ်ထုတ်ပြီးတော့သဲတွေကိုစုပ်ယူသဲတွေကိုခါချပေးစိတ်တွေကိုရှာဖွေရတာဖြစ်ပါရည် ဒီလောက်ကတော့လက်သမားတွေအများဆုံးလုတ်ကင်တဲ့နီလန်ဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့မြေအောင်မိုင်းတွေတွင်ကနေတူးပေါ်တာပါ။စိမ့်တိုက်တွေကမြေကြီးအောင်မှာနေဆိုင်စွာရှိနေတဲ့အခါဥမင်လိုင်ကောင်းတွေတူးပြီးတော့စိမ့်ပါရီကြောက်တွေကိုထုတ်ယူကြပါရီ။ဒီနီလန်ကအန်ဒီယံများပြီးတော့နီးပညာနဲ့ဂျင်းနီမြုံနယ်မှုတွေအများဆုံးလိုအပ်ပေမဲ့စိမ့်တိုက်ကြီးတွေစိမ့်အများပြားကိုရေရှည်ထုတ်လုပ်နိုင်တဲ့နီလန်ဖြစ်ပါရီ။စိမ့်စည်းကွက်နဲ့ပတ်သက်လာရင်တော့အမြဲတမ်းပြောင်းလဲနေပေမဲ့တဘာဝစိမ့်စည်းကွက်ကိုရုရှား၊ဘော်ဆွာနာ၊ကနေဒါ ။အော်စတြေးလျနဲ့တောင်အာဖရိကလိုနိုင်ငံကြီးတွေကအဓိကထိန်းချုပ်ထားပါတယ်။ဂျိုင်းမဲမကြသေးတဲ့နှစ်တွေအတွင်းမှာတော့ဓာခွဲကန်၃စိတ်၊ left ground diamond တွေရဲ့ဈေးကွက်ဝေစုကတည်တသားမြင့်တက်လာပါတယ်။ဈေးကွက်ထဲမှာတော့တဘာဝစိန်တွေဆိုတာစိန်ခန်းပစ္စည်းနဲ့ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွေအတွဲဥဆောင်နေစေဖြစ်ပါတယ်။တခွဲကန်သုံးစိန်တွေကိုတော့ဈေးနှုန်းသက်သာပြီးဖက်ရှင်နဲ့လက်ဝင်နာကြိုက်တဲ့လူငယ်တွေကြားမှာဈေးကွက်ဝေစုရနေတာပဲဖြစ်ပါတယ်။ဒါကြောင့်စိန်ထုတ်လုပ်မှုဈေးကွက်ဟာတဘာဝစိန်နဲ့ တခွဲခွန်းသုံးစိမ့်နဲ့မျိုးရှင်ပြိုင်တဲ့ခြေနေကိုရောက်ရှိနေပြီးတော့ဝယ်ယူသူတွေအတွက်ရွေးချယ်စရာပုံများလာတဲ့ခြေနေပဲဖြစ်ပါတယ်။စိန်ထုတ်လုပ်မှုပိုင်းမှာတော့ရုရှားနိုင်ငံကကမ္ဘာပေါ်မှာအကြီးဆုံးစိန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်နေရှက်တည်နေပါတယ်။အဓိကအားဖြင့်အရူဆာလိုကြီးမားတဲ့ကုမ္ပဏီကနေထုတ်လုပ်ပြီးတော့ရုရှားစိန်တွေဟာရေတွက်အားဖြင့်ရောအရေးသွင်းအားဖြင့်မှာကမ္ဘာဈေးကွက်ကိုလွှမ်းမိုးထားပါတယ်။ရုရှားရဲ့စိန်တိုက်တွေဟာမြောက်ပိုင်းဒေသတွေမှာအများဆုံးတည်ရှိပြီးသူတို့ရဲ့ထုတ်လုပ်မှုကစက်မှုလုပ်ငန်း၃စိန်တွေကနေ ရတနာဆင့်အစိမ့်တွေထိပါဝင်ပါတယ်။ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံကတော့ဘေးဆွာနာနိုင်ငံဖြစ်ပြီးတော့အာဖရိကတိုက်ထဲမှာအကြီးဆုံးဆိန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။သူတို့ရဲ့အဓိကထုတ်လုပ်ရေးလုပ်ငန်းကတော့အစိုးရနဲ့နာမည်ကြီးပြီး DBR ကုမ္ပဏီတို့ပူးပေါင်းထားတဲ့ Lab Swana ပဲဖြစ်ပါတယ်။ဘောဆွာနာဆိန်တွေကအရေးသေးမြင့်ပြီးတော့ဝင်ဝေကောင်းတာကြောင့်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုတွေအဓိကသက်သွေးကြောပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့နိုင်ငံကတော့တောင်အာဖရိကနိုင်ငံမှာ တောင်အာဖရိကနိုင်ငံကစိန်တူဖော်မှုတမိုင်းမှာရှေးကြဆုံးနိုင်ငံတစ်နိုင်ငံမှာအထူးသဖြင့်နာမည်ကျော်ခင်ဖာလီမိုင်းကနေစိန်ထုတ်လုပ်မှုတမိုင်းကိုစတင်ခဲ့တာဖြစ်ပြီးစိန်ထုတ်လုပ်မှုတွေကနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအချိန်တော်ကြာအောင်ကြိုးတရမှုပေးခဲ့တဲ့ပြင်ကမ္ဘာစိန်ဈေးကွက်ရဲ့ခြေခံကိုတိစောက်ခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါပြင်ကနေဒါ၊ဩစတြေးလျနဲ့ကွန်ကွန်နိုင်ငံတို့ကလည်းကမ္ဘာပေါ်မှာစိန်အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်သက်မဲ့ချင်းကိုခံထားတာပဲဖြစ်ပါတယ်။နေကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်စိန်တူဖော်မှုဟာ ကြီးမားတဲ့သဘာဝရင်းမြစ်တွေဖြစ်တဲ့မြေရေဆွမ်းအင်ကိုသုံးဆွရပြီးတော့ပတ်ဝန်းကျင်ပေါ်တက်ရောက်မှုရှိပါတယ်။ဒါကြောင့်စိန်ထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ရေရှည်တည်တဲ့နဲ့သုံးဆွမှုကိုအလေးထားကြရပါတယ်။ဆိုလိုတာကတော့တူပေါ်ပြီးတဲ့မြေနေရာတွေကိုသဘာဝအတိုင်းပြန်လည်ထိမ့်သိမ်းဖို့ရေကိုစနစ်တကျပြန်လည်သုံးပြုဖို့စွမ်းအင်သုံးဆွမှုလျှော့ချဖို့လိုအပ်ပါတယ်။သမဝရင်းမြစ်တွေကိုရေရှည်တွေတာဝန်ယူမှုရှိရှိစီမံခန့်ခွဲမှသာစိန်ထုတ်လုပ်မှုဟာလက်ရှိမျိုးဆက်အတွက်သာမက နောင်လာမယ့်မျိုးဆက်များအတွက်ပါ တည်တဲ့နဲ့အကျိုးကျေးဇူးတွေကိုဆက်လက်ပေးဆွဲနိုင်မှာဖြစ်ပါရည်။နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြနေဆိုရင်ကျမတို့ရင်တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ထားပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။